မင်္ဂလာပါကလေးတို့ရေပုံပြင်အစဉ်စဉ်ကနေကြိုဆိုပါရစေဒီတစ်ပတ်လေမမမြမိုးကစာရေးဆရာ Jeff Kinney ရေ Ocean Friendly Adversia ဆိုတဲ့စာအုပ်လေးကို Roland နဲ့ Greg ရေစွစွစစပုံပြင်ဆိုပြီးတော့ပါရပြန်တက်ဆက်ပေးမှာပါဒီပုံပြင်လေးကိုအတိကရေးတဲ့သူက Ruli ပါ Ruli ကအပြင်မှာတကယ်ရှိရဲ့သူငယ်ချင်း Greg ရဲ့အကူအညီနဲ့ Roland ဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်း Greg တို့အတူတူစွစခန်းထွက်တဲ့ပုံပြင်လေးကိုရေးရဲအကြောင်းပါ ပုံမြင်ထဲမှာတော့ Rolly ကို Roland ဆိုတဲ့ကောက်လေးအနေနဲ့ကြားရမှာဖြစ်ပြီးတော့တငယ်ချင်း Greg ကိုတော့ Greg ဆိုတဲ့နာမည်အရင်းကိုပဲသုံးထားပါတယ်။ Roland နဲ့ Greg တို့ Roland အမေကိုအေးခဲ့ဆုံးကြီးလက်ကနေကယ်ဖို့စူးစားခီးထွက်လာကြရင် Medusa ရဲ့ကူတဲကိုရောက်သွားတဲ့အကြောင်းကိုရှေ့ဘက်ကမမပြောပြခဲ့တယ်နော်။ပြီးတော့ Paris ဆက်ဖြစ်တယ်လေဆိုတာကိုအခု Roland နဲ့ Greg ရဲ့စွတ်စွတ်စားပုံပြင်အပိုင်းခုံမှာနားထောင်ကြကြရအောင်နော်။ Medusa က ရူလန့်ကိုကောင်းလျှော်ရေးပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောတယ်။ပြီးတော့သူတို့သွားတဲ့နေရာကို ခီးဆက်နိုင်တယ်လို့ခွင့်ပြုရယ်။ရူလန့်လည်းအဲ့ဒီတော့မှ Greg ကိုလိုက်ရှာတော့တယ်။ Greg ဘယ်ရောက်နေလဲမသိ။ Shine နဲ့မှဂူတောက်မှ Greg တယောက်တတောက်ကြီးနဲ့ကြောက်ရွံ့ဖြစ်နေရကိုတွေ့လိုက်ရတယ်။ရူလန့်ကမေရူဇာကိုတွရငယ်ချင်းတွေဖြစ်တဲ့ Greg နဲ့ Shallow Home ကိုငကိုတိုင်းပြန်လုပေးပါလို့တောင်းဆိုတော့ မယ်ဒူဇာကသူမလုတ်ပေးတက်ချောင်းနဲ့မိလောင်တော်ကြီးရဲ့ကမျက်လုံးတစ်လုံးနဲ့မိုးစရာပဲလုတ်ပေးနိုင်တယ်လို့ပြောတယ်။ဒီတော့ရူလန်လည်းကြကြောင်နေပဲတကူတော်ဆွစားခီးကိုစားထွက်ရတာပေါ့။အမင်းရဲ့တငယ်ချင်းတွေအတွက်မို့လို့သူလုတ်ကိုလောက်ရမဲဆိုပြီးစိတ်တင်းပြီးတော့ပေါ့။ရူလန်လည်းမိလောင်တော်ကြီးရဲ့မှာလမ်းပြောက်ပြီးမွေရင်းနဲ့အကောင်မလောင်တွေကိုရှောင်ကွေးပြီးတော့သွားရတာပေါ့။ တွားရင်တွားရင်နဲ့မိုးလက်ချုပ်ပြီးတတော်ကြတဲ့အချိန်မီးအောင်လေးတစ်ခုကိုတွေ့လိုက်တယ်။ရိုလန်ရှီကုံလမ်းပန်းကျနေပြီ။မီးအောင်ကမျက်လုံးတစ်လုံးနဲ့မိုးဆရာရဲ့အိမ်ကထွက်နေတာ။နောက်ဆုံးတော့သူ့မိုးဆရာကိုတွေ့ပါပြီ။မိုးဆရာကသူ့ကိုအိမ်မနေရပေးတယ်။အစာတောက်တွေလည်းကျွေးတယ်။အမေကရိုလန်ကို မတည့်တဲ့သစိမ်းတွေနဲ့စကားမပြောဘူးနဲ့။သစိမ်းတွေကျွေးရမစားဖို့မှားတာပဲ။ဒီတခါတော့သူ့ကိုခွလွတ်မဲလို့သူထင်နေတယ်။ ညလုံးစလုံးနဲ့မော်စရာကရူလက်ကို မော်တက်လုံးထဲကနေတွေ့ချောင်းပြောပြတယ်။ရူလက်အမေကိုအေးကဆုံးကြီးဖမ်းသွားတဲ့အကြောင်းရူလက်တငင်ချင်းတွေကြောက်ရွံ့ပြစ်သွားတဲ့အကြောင်းနဲ့မေဒူဇာအကြောင်းကိုအကုန်လုံးကို သူတည့်ရလို့ပြောတယ်။ညလုံးစလုံးနဲ့မော်စရာကသူ့ကိုတစ်ချိန်လုံးကြည့်နေရကိုရူလက်နည်းနည်းတော့ရှစ်လို့ဖြစ်သွားတယ်။သူအိမ်နာတက်နေရကိုတော့ကြည့်နေမလားလို့တွေးမိပေမဲ့ သူ့အကြောင်းကို အစအဆုံးအကုန်မရှင်းပြတာကိုတော့တော်သေးတယ်လို့တွေးမိတယ်။အေဂက်ဆုံးကြီးကသူ့ရဲ့ရဲရိုက်ကို အမြဲရေခဲနေအောင်လှုပ်ချင်တာလို့ရူလက်ကိုမော်ဆီယာကပြောပြတယ်။ရူလက်မေကိုဖမ်းသွားတာကလည်းသူ့ရဲ့မိဖုရားအနေနဲ့တင်မြောက်ဖို့ခေါ်သွားတာလို့လည်းပြောတယ်။ရူလန်ကသူ့အမေကအဖေနဲ့လက်ထပ်ပြီးသားမလို့အေကဲဆုံးကြီးကသူ့အမေကိုမိဖုရားမြောက်လို့မရကြောင်းပြောပြတယ်။ဒါပေမဲ့မိုဆီယာကအေကဲဆုံးကြီးမှာ လက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ရူလတ်မေကိုအတိတ်မိတော့အောင်လှုပ်နိုင်တဲ့အစွမ်းရှိတယ်လို့ပြောပြတယ်။ပြီးတော့ပိုဆိုးတာကအေးကဆုံးကြီးတာရူလတ်အမေနဲ့ယူလိုက်မယ်ဆိုရင်ရူလန်ကအေးကဆုံးကြီးကိုအဖေးလို့ခေါ်ရမှာဖြစ်ပြီးတော့အတူတူဘောလုံးပြစ်တိုင်းကစားရတော့မယ်လို့လည်းပြောပြတယ်။ရူလန်တော်တော်စိတ်ငစ်သွားတယ်။ဒါပေမဲ့မော်ဆီယာကရူလတ်ကိုစိတ်မငစ်ဖို့နဲ့အေးကဆုံးကြီးကလာပြင်းနေမှရူလတ်အမေကို မိဖုရားမြောက်မှာဆိုတော့ ရိုလတ်မှာ၁ရက်ချိန်ရသေးတယ်လို့ပြောတယ်။အေကဆုံးကြီးစီသွားဖို့ဆိုရင်ရေကဲထုနံရံကြီးကိုဖျက်ရမှာလို့လည်းပြောတယ်။ရေကဲထုကိုဖျက်နိုင်တဲ့အားကောင်းမောင်းတဲ့တငယ်ချစ် crush ရှိပေမယ့်အခုတော့ကြောက်ရွံ့ဖြစ်နေပြီ။ဒီအပိုင်းကအရန်ပြင်ဖို့ကောင်းတယ်လို့ crack ကပြောတယ်။သူတို့နေရောက်မိလောက်တော်ကြီးရဲ့မှာစကားပြောတဲ့အခန်းနဲ့ပဲပြည့်နေတယ်လို့လဲဝေဖန်တယ်။ ပြီးတော့ရူလီရဲ့ပုံပြင်ကယောက်ျားလေးတွေအရင်များနေတယ်လို့လည်းပြောသေးတယ်။ရူလီကမေဒူဇာကမိန်ကလေးလို့ပြန်ပြောတယ်။ဂရက်ကတော့မေဒူဇာကမကောင်းဆိုးဝါးမလို့ထမတွေ့ပဲပုံမှန်လူကောင်မလေးကိုလည်းထည့်ရေးတက်နေလို့ပြောတယ်။ဒါမှသူတို့ပုံပြင်ကိုကောင်လေးတွေကဖတ်ကြမှာကွက်ပြောရဲ့နောက်တစ်ခုကအေဂဲဆုံးကြီးကသူ့ရေရိုက်ကိုအမြဲရီခဲစစ်ချင်တယ်ဆိုရဲဆက်ကွက်ကလည်းပြင်းစရာကောင်းလို့နေပြောင်းတင့်နေတဲ့ ဒါဆိုအေကဆုံကသူရဲ့တိုက်ကို အမြဲနွေရာတီဖြစ်စေချင်တယ်လို့ပြောင်းရင်မလားစဉ်းစားတော့လေဂရက်ကမကြိုက်ဘူးလူတိုင်းကအေခဲနေရတဲ့နွေရာတီကိုကြိုက်ကြတာဆိုတော့အေကဆုံကြီးကလူတွေမကြိုက်တာကိုလှုပ်တဲ့မကောင်းဆိုဝါဘယ်ဟုတ်တော့မလဲတဲ့ဒီတော့ရူလီလည်းလောလောဆယ်အေကဆုံကြီးကရေခဲအောင်လှုပ်တယ်ဆိုတာကိုပဲထားထားပြီးနောက်ပိုင်းအစ်စ်စဉ်းစားမိတာရှိရင်အစ်စ်ပြောင်းရေးကြမယ်လို့ဆုံးဖြတ်လိုက်တယ်ကဲကလေးတို့ရေ ရိုလန်နဲ့ဂရက်ရဲ့ဆွတ်ဆွတ်ဆဆပုံပြအပိုင်းခုလက်ပြီးသွားပါပြီ။နောက်တစ်ပတ်တောက်ကြနေ့မှာလည်းမမထက်ပြောပြမယ်ပုံပြအပိုင်းရှင်းမှာသူတို့ရဲ့ဆွတ်ဆာခီးပုံပြင်ကိုဘယ်လိုဆက်ရေးကြမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါဦးနော်တတာပါကလေးတွေ။အားလုံးရဲ့အတန်း Federal FM